တရက်ထောင်ဖောက်ခဲစဉ်ကအခန်း1အပိုင်း2နံနက်9နာရီခန့်တွင်အောင်ကြီးကျွန်ုပ်ကိုလာ၍နှိုးပါသည်ကစောင်းမုံးလာတဲ့သို့ဝင်ပြီး၍စောင်းပေါက်စဖြစ်သဖြင့်နံနက်ခင်းတွင် အနှဲငယ်အေးစားပြုတ်လာသည်အောင်ကြီးကစစ်တပ်ထဲတွင်နေစဉ်ကဝိလိရှိသောတက်ကလက်ကုတ်အင်းကြီးဖဖားကြီးကိုဝတ်ထားပါသည်ကိုတိုင်းမောင်ကိုလည်းတွေ့ရပါသည် အောင်ကြီးက ခတူးတိုးလေဆံဖြင့်ဖျောက်ထဟွာပါလာပြီအေးကျွန်တော်မှဝမ်းသာလာလားရှင်ဖိုလာလားမသိပဲယုံကနေထပြီးသူတို့နဲ့လိုက်သွားပါသည်လူပြတ်သောကျိုးတိုက်အလုံးထောင်များထားသောနေရာသို့ရောက်မှအောင်ကြီးကကြီးကန်းမျက်စိမျိုးဖြင့်ပုံဝင်းကျင်ကိုကြည့်လိုက်ပြီးလေကဝင်းကြီးကြီးအောင်မှဖွဲ့၍ခါးထဲ၌ထိုးလာသောအတောင်ခဲရှိ တံဖြတ်လွှကြီးကိုထုတ်ပြပါသည်မှန်မှန်ပေးစမ်းကျွန်တော်ကအလောတကြီးယူပြီးကြည့်ရတံဖြတ်လွှမှာအသေးဆက်ဆက်ဖြစ်ဖြစ်လွှသွားမှာနှာခေါင်းတော်ကဲစုပြာလက်လက်ပြောင်နေသည်အကျွေးမထားပဲကျိုးတိုင်းမှတန်တိုင်းတစ်ခုကို အချက်စွဲတိုက်လိုက်ရာရှဲကလေးမြည်၍စားသွားပါသည်ကိုတိုင်းပုံကဖြတ်ပြီးကင်မကြည့်ရမိပင်အောင်ကြီးကပိပိသွားပြီးဟွက်ရအောင် အတော်တဆောက်ဝါဒါတွေဒီဘက်ရောက်လာလို့ခတ်နေအောင်ပဲဟုတ်ပြောပြောဆိုဆိုလွှတ်ကိုပြန်ယူလျက်ချစ်မြတ်နိုးစွာတစ်ချက်မြတ်ပုတ်သက်ကြည့်ပြီးနောက်ခါးစားလေးစုပ်ပင်ပြန်ထိုး၍ကာတာကာတာနဲ့ထွက်သွားပါတော့သည်ကျွန်တော်လဲထိုအခါမှမျက်နှာသိရန်တတိယပြီးလျက်အုတ်ကန်ရှိရာသို့လာခဲ့ပါသည်နနက်ရေခန့်နေကြတော့အခါကျွန်တော်ကဘယ်နှစ်ပြေးကြအောင်လဲအောင်ကြီးက မြင်မြင်ပြီးမြင်မြင်လွတ်တာပေါ့ကွာကိုတိုင်းမောင်ကတိတ်မြန်လို့တော့မကောင်းသေးဘူးအခြေအနေကိုအကဲခတ်ပြီးနည်းနည်းစားရင်ကောင်းမယ်ထင်တာပဲကျွန်တော်ကဟုတ်တယ်ကျွန်တော်လည်းဒီလိုပဲသဘောရတယ်ကိုဝင်းကြီးကိုစိတ်ချရပါမလားအတော်ကြာသူကတိစ္ဆာဖောက်ပြီးသူ့လူကိုဘတ်သားလှုပ်ထားမှပြီးတဲ့အပြေးကိုစောင့်ပြီးစိမ့်တဲ့နှပြေပြစ်တတ်နေအောင်ပဲပြီးလို့ပြစ်တယ်ဆိုရင် သူတို့မှလည်းအကြောင်းပြလှနေမှာမဟုတ်တမင်မသိကြအောင်ဆောင်ပြီးနေတာလားဆိုတော့အကဲခဲရင်ကောင်းမယ်။အောင်ကြီးကမင်းတို့ကလည်းအတွေးခေါင်တာလုံနေတာပဲအဲ့ဒီလောက်ထိတော့တွေးပူပြီးမနေစမ်းပါနဲ့ကွာ။ကိုတိုင်းမောင်ကဟာဒါကတော့တွေးရမှာပဲကွာ။လုပ်ငန်းတစ်ခုမှာဖြစ်ပေါ်လာနိုင်တဲ့အရေးကြီးမှုသမျှကိုကြုံတင်ပြီးတော့ကြည့်ရမှာပဲ။နောက်မှစွန့်တန်လို့စွန့်တာကတခြားပေါ့။အောင်ကြီး အေးလေကျုပ်ကတော့တိတ်မဆိုင်ခြင်းမကွေးထောင်တော့ကလည်းထောင်ပေါင်းဖို့9ရက်6ရက်လောက်လိုတော့မှတောင်တွင်းထောင်ကိုပို့ပြလို့ပြက်ခဲ့ရပြီတခါတောင်တွင်းထောင်ရောက်တော့လေပထမတညာဖောက်တာမအောင်မြင်လို့အသာအိန္ဒြေမပြတ်ကိုအိယာကို ပြန်ဝင်ပြီးအိတ်ကြရတယ်နောက်တနေ့ညဆက်ပြီးဖောက်ဖို့ကအဲ့ဒီမှာပဲပြီထောင်ကိုပို့လိုက်တယ်ပြီထောင်ရောက်တော့အပေါ်ထက်လည်းနေရပြန်လူကလည်းတရားလိုများတော့ လုံးဝမကြံစားလို့ဒီတရက်ထောင်ရောက်လာတာပဲတခါဒီတရက်ထောင်မှာကျုပ်တို့ကခက်ဆိုင်ဆိုင်လုံးနေတော့တနေရရာပို့ပြင်ဒီလိုခွန်ရင်းမျိုးနောက်ထပ်ရဖို့မလွယ်ဘူးဗျဒီတော့ကျုပ်ကတော့ပြောနေကြတယ်ဒီနေ့ညပဲတန်တိုင်ဖြတ်မယ်လို့စိတ်ကူးတာပဲတန်တိုင်ကိုဖြတ်တာလည်းဘလောက်ကြာဖြတ်ရမယ်မသိသေးဘူးတညာတည်းနဲ့ပြက်ချိန်မှာပြက်မယ်ဝါရာတွေအလစ်လူတွေအိတ်ကုန်မှာအတန်မကြောက်ကြိတ်ပြီးဖြတ်ရမှာဆိုတော့ ခကြီးလဲတယ်ပြီးတွေ့ချိန်မှတွေ့မယ်။ဟိုတိုင်းပေါင်ကတန်တိုင်ဖြတ်တော့မပြတ်သေးပဲနဲ့ကြံနေဒီလွှရကြီးကိုဘယ်လိုလှုပ်ထားမလဲ။ကျွန်တော်ကဒါကတော့လွယ်ပါတယ်။စီကြီးနဲ့ပြန်လဲနေပြီးအပေါ်ကတုတ်ထားရင်ရုတ်တရက်မသိကြပါဘူး။ဘူရတန်တိုင်ရောင်နဲ့ခွဲမရအောင်ကြံဖန်ပြီးလှုပ်ရမှာပေါ့။ဟိုတိုင်းပေါင်ကကဲဒါဖြင့်ဒီနေ့ညစပြီးတန်တိုင်ကိုလှီးကြတာပေါ့။ဒါပေမဲ့ အောင်ကြီးကိုပြောချင်တာကောင်းရလောက်တော့စိုင်းပါအောင်တို့တယ်တို့အရန်ပြေးလို့မဖြစ်သေးဘူးကြီးတယ်ဆိုရင်တဲ့ကျောင်းဘက်ကိုပြေးရမှာပဲရန်ကုန်ဘက်ဆိုတာကတော့ခကြီးလဲရှည်လို့တယ်နောက်ပြီးတို့ကလည်းတောင်တွင်းနမော့မခွေးမဲမှုဘက်မှာလမ်းကျွမ်းတာဆိုတော့ရင်တဲ့ကျောင်းကအသင့်ဆုံးပဲအဲမှာဘယ်နေရကြမယ်ဘာတွေလိုအပ်မယ်ဘယ်လမ်းကပြေးမယ်ဆိုတာတွေကိုတက်နိုင်သမျှကြိုတင်စဉ်းစားကြရအောင်ပါပဲ ပြီးတယ်ဆိုရင်လည်းငါသဘောကရွာလေးမှာထမင်းဝင်ပြီးမစားခြင်းတက်နိုင်သမျှကိုရိတ်ခါနဲ့ကိုပြေးခြင်းနဲ့ရာသောအဖြစ်ရွာလေးမှာထမင်းဝင်စားရင်ပြန်ပြီးမိဖို့ကတေးကြနေတယ်သဘောဆိုတာကလည်းခွေးလေးပြတော်နဲ့ဆိုတာလိုတောရွာလေးမှာပြည်နေတာကိုတိုင်းမောင်တင်ပြတော့အချက်လက်များမှာရာသောခိုင်လုံးမှန်ကန်လှပြီးသည်ကျွန်တော်တို့ဖို့ထောင်အုပ်ရိုးကိုကြော်ပြီးုံများနဲ့ ရုံမြောင်မှုကိုမရနိုင်။ရေနဲ့ချောင်းမြေကိုနေမိမှသာစိတ်ချရပေမည်။ရေနဲ့ချောင်းတို့သွားလင်ရည်စိလမ်းမှသွားမိပြီ။မင်းမှုဘက်မှသွားမိလို့သွားလင်ရေချောင်းတော့ကုန်းချောင်းတော့သူမဟုတ်တောင်တွင်းဘက်မှသွားမိလို့တောင်တွင်းဘက်မှသွားလင်မြစ်ကိုရည်စိနေရာ၌ကူးမိမည်။ပေစိတ်ဟုသမျှသည်လေရဲဘော်ဖြူကွန်မြူနစ်လွတ်တော်နေရာမရှိ။ထောင်ဖောက်ရန်ခက်ခဲသလား။ ထောင်အပြင်ရောက်မှလုံမြောက်မှုမှလည်းတွေးလိုက်တိုင်းရှင်ကျက်เสียကောင်းလာပြီတော့သည်နေ့လယ်ပိုင်းသို့ရောက်တော့အခါကိုတိုင်းပေါင်က ကျွန်တော်နဲ့အောင်ချီကိုခေါ်၍နားစိတ်ထဲမှာခြေုံချတော်ဒိစားတစ်ခုပေါ်နေတယ်စိုးစမ်းပါဦးတို့အိတ်ထောင်ထဲမှာရဲဘော်18ယောက်ရှိတယ်တခြားအိတ်ထောင်တွေကရဲဘော်တွေဆိုတာကိုထားအောင်တော့ဒီအိတ်ထောင်တွေကရဲဘော်တွေကိုငါတို့လုပ်ငန်းနဲ့ပတ်သက်ပြီးတိုင်ပင်ခြင်းတယ်တိုင်ပင်ခြင်းတယ်ဆိုတာက သူတို့เสียအကြံဉာဏ်ယူဖို့ထက်သူတို့တည်းရလိုက်ချင်တဲ့လူရှိမလားဆိုတာကိုမေးကျင်တယ်။အတူချုပ်ကတော့တို့တုံယောက်ဟာရုပ်ကိုယ်ကောင်းချင်ပြီးထွက်ပြေးတာမျိုးမဟုတ်ပဲတို့ဝိတရားအရာ ခေါ်ချင်သေးတယ်ကွာ။ကျွန်တော်ကကိုတိုင်းပေါ်တင်ပြချက်ကိုဘာမြောက်မဝေဖန်ပဲညင်နေလိုက်သည်။သို့တော့အောင်ကြီးကဒီလိုရှိတယ်ဗျ။ကိုတိုင်းပေါ်ကျုပ်လည်းပဲရဲဘော်ရဲဘဲစိတ်ရှိတဲ့လူတယောက်ပါ။လိုက်ချင်တဲ့လူလိုက်ခဲ့လို့ခေါ်ချင်ပါတယ်။ သို့တော်လည်းတခါတည်းကမှဒီလူတွေကကိုကိုယ်တိုင်ကစွန့်စွန့်စားစားမလုပ်ချင်တဲ့အပြင်စုံစားမဲ့လူကိုပါစိတ်တက်ပြက်အောင်လုပ်ချင်တယ်။အရေးရင်ကျုပ်တို့တွေထောင်ပေါက်ဖို့ကြိုးစားကြတော့ကလည်းတနချားထဲမှာခုံသွားခုံသွားလုံးနေရဆိုပြီးကျုပ်တို့ကမယူရဲလို့ပြောခဲ့ကြပြီ။ဒါလည်းခင်ဗျားအသိပဲ။ဒီတော့ကျုပ်သဘောအရသာ ပြောရမယ်ဆိုရင်ဘသူမှဘာမှမပြောချင်ဘူးဗျာ။ကိုတိုင်းပေါင်ကဘာမှပြန်မပြောဘဲနေနေပါသေးတယ်။ အောင်ကြီးဤစကားကိုကျွန်တော်တို့မငင်းနိုင်ချေသူပြောသမျှမှာမှန်သိသလောက်မှန်နေသည်လုံရမီကိစ္စကိုစဉ်းစားကြည့်ရင်အောင်မြင်နိုင်ရန်အခြေအနေမှာဆယ်ရာခိုင်နှုန်းမြောက်သာရှိ၍90ရာခိုင်နှုန်းအသက်ဘေးနှင့်နီးကပ်လှပေသည်ဤကဲ့သို့သောစုံစားမှုမျိုးကို ရှင်းတော့တိုင်းထွက်တတ်သော စင်ကြင်ရန်ရှိသူတိုင်းလက်ခံရန် ခဲရင်လှပေသည်အထူးသဖြင့်တရံမြို့မှာထိုစဉ်ကရောင်စုံသဘုံတို့၏ စစ်တပ်ကသူထားရဒေသဖြစ်သောကြောင့်မြို့ပတ်ပတ်လည်တွင်စစ်တပ်များဖြင့်ပြည်နေသည်ပိုစစ်တပ်များကိုကြော်၍မြို့ပြင်ရောက်အောင်ပြေးရန်လဲအလွယ်ကူလှခြင်း။ရောက်ဘတ်သို့လွမြောက်လာပြန်လေလေရွာကြီးကြီးဟူသည်များတွင်စစ်တပ်ရှိသည်။လေစိတ်ခက်ကြီးကြီးဟူသည်များ၌ရဲဘော်ကိတ်များရှိသည်။အောင်လန်းစင်ပေါ်ဝဲမိကြောင်ရဲငင်းကိုမကွေမင်းဘူးတောင်တွင်းကြီးမြို့သိ နမောစသည်တို့တွင်တောင်းကျမ်းသူတို့ဖုံးမိအတောက်ဆုံးကာလဖြစ်သည်ထိုဒေသများကိုကြော်ဖြတ်၍ရေနယ်ချောင်းတို့အရောက်ပြေးကြရန်ကိစ္စမှာပျော်ပွဲသားထွက်တဲ့ကဲ့သို့မလွယ်ကူချီမိမိကိုယ်ကိုတရဏဂုံတင်ပြီးတေမင်းနှင့်ရင်ဆိုင်ကြရမည်ကိစ္စဖြစ်သည် ထိုမျှသာမကသည်ကျမ်းမာဖြစ်လန့်မှုလည်းလိုပေသေးသည်ယာစီမှာလည်းစောင်းပေါင်းစယာစီဖြစ်သည်ကျွန်တော်တို့အကြံပြင်းစီစဉ်ထားသောပြည်လဲမှာ အယက်မှမြောက်ဖက်သို့တောင်ရိုးတလျှောက်တိုင်းတောလန်ခီးထွက်ရန်ဖြစ်သည်ရေရိုးမှကတ်သွားလျင်ပြန်လည်ဖမ်းမိရန်သုံးပုံနှစ်ပုံခန့်တေချာနေသည်ပြန်လည်ဖမ်းမိသည်ဆိုခြင်းမှာအသက်နှစ်ကိုအိုးစာကွဲခြင်းမှတပါအခြားအဖြစ်မရှိပေထို့ကြောင့်ကျွန်တော်တို့တို့တောင်ရိုးတလျှောက်တောလန်ခီးချမ်းမှပြေးရမည်ဖြစ်ရာဤငှက်တော်ခွေးတော်ဤနှင်းတပေါက်ပေါက်တံကိုခန္ဓာရင်ရှိမှသာဖြစ်ပေမည် လမ်း၌ငှက်ဖျားဝင်လာလျင်မိတို့တက်နိုင်ပြီမိနီးဆက်ရာရွာသို့ဇွတ်ဝင်ရတော်မူထိုနောက်ကရဲဘော်ဖြူလက်တွင်သို့မရှူမလကြာရောက်ရအောင်တခါတရံနေမအိတ်ညမနာအရေချမ်းသွားရမည့်အခြေအနေသို့ ရောက်ကောင်းရောက်နိုင်ပြီသည်မာရသိုပြေးပွဲထက်ပို၍လုံလောက်ထုတ်ရမည့်ဤပြေးပွဲတွင်တော်သောယုံသောကျမ်းမာယုံများဖြင့်ဤသူဝင်ရောက်ရှင်နှွဲဝင်နေသည် ပြင်းရင်လွှာရင်လမ်းတွင်လဲနေပါလေလေခွေယူတင်ဆောင်ပြီးချက်ချင်းဒီကားကြီးမရှိပြီကြည်စံကိုသာမျော်လင့်ရပြီကျွန်တော်တို့အိတ်ထောင်မှာရဲဘော်၁၈ရောင်နဲ့အရွယ်ထောက်လာသူက၁၀ရောက်ခန့်မြဖြစ်နေသောကြောင့်လိုက်ပါကြရန်ပုံရိပ်ခဲရင်းပေသည် သို့တော့ကိုတိုင်းမောင်ကတမီတဘောကြီးကြောင်တွေးနေပြီးမှဆက်လက်၍အေးကွာမင်းပြောတာလည်းဟုတ်ပါတယ် သို့တော်လည်းဒုဘကဝိတရားချေပေါ်အောင်တော့သူတို့ကိုအကျိုးကြောင်းတင်ပြခြင်းသေးတယ်။လိုက်တာမလိုက်တာက သူတို့သဘောပြောတာမပြောတာကဒုတာဝင်ပေါ့ကွာ။အောင်ကြီးကနှကန်းကိုတင်းကျပ်စွာစိတ်ထားရမှာ။အေးပေါ့ဗျာပြောချင်လဲပြောကြည့်ပေါ့။သို့တော်ကျုပ်ကကြိုတင်ပြီးဗေဒင်ဟောထားလိုက်မယ်။သူတို့ဘယ်သူမှလိုက်ကြမှာမဟုတ်ဘူး။နောက်ပြီးကျုပ်တို့ကိုစိတ်တက်ပြအောင်အရန်မလုပ်ကြနဲ့။ဘာနဲ့ညာလဲပြောလိုက်အောင်မယ်။ ကျွန်တော်ကငိန်နေရမှခင်ဗျားပြောလို့ရှိရင်ဒိုင်းတော်ကြီးရနေပြီဆိုတာကိုပါပြောပြလိုက်မလားပြောရမှာပေါ့ဒါမှသူတို့ကငါတို့ရဲ့အောင်မြင်ချက်လမ်းပေါ်မှာမူတည်ပြီးတိုင်းရင်လိုက်ကြမှာပေါ့ကိုတိုင်းမောင်စကားဆုံးနဲ့အောင်ကြီးကခင်ဗျားတယောက်တည်းသွားစေချင်တယ်ဗျာကျွန်တော်ကတော့မလိုက်ချင်ဘူးအောင်သိန်းလည်းလိုက်မသွားလဲတော့ကွာအတော်ကြာသူတို့တွေကတိကောက်တွေဟိုအောင်မေးတရားပြောလောက်တာနဲ့ မင်းလည်းပြေးခဲ့ပြီစိတ်သက်ပြတ်နေအောင်ကျွန်တော်ကငါတွတ်တော့စိတ်ချပါမင်းတို့မြောက်ကပြတ်ရင်သာငါကပြတ်ချင်ပြတ်ဖို့ပါမင်းတို့မပြတ်သေးရတော့ငါလည်းဘယ်တော့မှစိတ်သက်မပြတ်ဘူးမင်းကတတိကောင်းတဲ့နေရာမှာနှစ်ယောက်မရှိဘူးကိုတိုင်းပုံကအစင်ချင်းညာမှာနှစ်ယောက်မရှိဘူးဒီတော့ငါအဖို့မှာဦးဆန်ရှာနဲ့ကိုစော်ဟိတ်ကိုအဖို့လုပ်ပြီးတွားရတယ်ကဘာဟုံဘက်အစုံးထီအောင်တွားချင်တွားလိုက်အောင်တွေကပါပဲအောင်ကြည်နဲ့ကိုတိုင်းပုံနှစ်ယောက်လုံး ကျွန်တော်ဤစကားကိုတပြုံးပြုံးနဲ့သဘောကျနေပြီလေ။အောင်ချီကမေးပြီးဒို့ကိုကပြောင်းနေပြန်။ဟိုတိုင်းမောင်ကဘယ်ကဒို့ကိုမြောက်ရပါမလဲ။သူ့ကိုယ်သူဦးသိမ့်မောင်ဖြစ်ရွှေဦးတောင်းကြီးပေါ့လေ။ကျွန်တော်သဘောကျသွားရေမောလိုက်ပြီးလေ။ဒါပေါ်ပြခင်ဗျားတို့ဘောင်ကဦးဆက်ရှားတဲ့ဇော်ဟိတ်ဖြစ်ရသေး။ကျုပ်လေဦးသိမ့်မောင်အလိုလိုဖြစ်ရောပေါ့။ဟုပြန်၍ပြောလိုက်ပါသည်။ဟိုနေ့ညပင်ဘ ਹੁ ပြောစဉ်ကြီးဒုတိယအစင်း၌ ျွန်တော်တို့အိတ်ထောင်သားများနဲ့ကိုတိုင်းမောင်တို့ရှုဝက်စွာ ဆွေးနွေးပွဲ ပြုလုပ်ကြပါသည်ကျွန်တော်နှင့်အောင်ကြီးကလိုင်းမသွားပဲနေရခဲ့ပါသည်အောင်ကြီးကမူကတစ်ချက်ကလေးမျှအငြိမ်မနေပါပိုလျှောက်လိုက်တည်သွားလိုက်နဲ့ထောင်ပေါက်ရာတွင်လိုအပ်မည့်အချက်လက်များကိုသာအသေးစိတ်စူးစမ်းနေပါသည်ကျွန်တော်ကထောင်ထဲတွင် အင်္ဂလိပ်စာသင်နေသည်ဖြစ်ရာရှေးစပီးယားပုံပြင်များကိုဆက်ရှင်တရားသူကြီး ဥခင်မောင်အေးထံတွားရောက်တင်ယူနေပါသည်ဥခင်မောင်အေးမှာ MABN ဖြစ်၍ထိုစဉ်ကဆက်ရှင်တရားသူကြီးအဖြစ်အဖမ်းခံခဲ့ရလျက်ယခုအခါမူတရားဘီလဲ့မြေလုပ်ငန်းတွင်ညွန်ကြားရေးအရာရှိကြီးဖြစ်နေပါသည်အပြည့်လောကတွင် MA အောင်သောဆရာတယောက်ထံမှကျူရှင်ယူလိုလျင်တလကိုတရားပေးရမြရရမလွယ်ပါ။ဖောင်ထဲတွင်ဘူးကား စေတနာဖြူစင်စွာဖြင့်ရဲဘော်ရဲဘက်ချင်းတေချာပြရစီကိုဝင်မလေးကြပါဆရာရောတပိပါနှစ်ဦးလုံးတွင်အလုံးရှိနေသဖြင့်လေအချိန်ကို အဖိုးတန်စွာကုံလွန်စေသည်ဟု ဆိုလိုကအဆုံးနိုင်ပါသည်ဤသို့အားဖြင့်ထောင်ထဲတွင်စရင်ကင်တင်တန်းဒရေတူတင်တန်းနိုင်ငံရေးတင်တန်းလက္ခဏာပေတင်တင်တန်းဘိန်းတော်တင်တန်းများပင် ရှိပါသည် ရှိအုံနိုင်ရန်ပေါ်မှနေထွက်လာ၍အနောက်အုံနိုင်ရန်သို့နေဝင်းကွယ်သွားလေးရှိသောတနေတာအတွက်ဤသို့လျှင်ဤမျိုးမျိုးဖြင့်ကြံဖန်ပြီးကုံလုံစေကြရသည်တော့မှထောင်ချဘူးသူများသာလျှင်ကိုချင်းစာနိုင်ပါတော့မည်ညနေထောင်ပိတ်ခံဤတွင်ဆွေရွေပွဲပြီးလာပါသည်ကိုတိုင်းမောင်ကလည်းကျွန်တော်တို့အားဤသို့မျှမလိုက်လိုကြကြောင်းပြန်၍ပြောသည် အချို့နိုင်ငံရေးသမားများကထောင်ပေါက်တီကို အောင်မြင်သည့်ထောင်းတော့ထောင်ပြင်ရောက်ရင်ဤသို့ပြေးကြမည်အစီအစဉ်ကိုပြပြပါအောင်ဟုတောင်းဆိုမေးမြန်းကြသည်သည်ဤအချက်မှာကလုံးဝဖြစ်နိုင်သောကိစ္စမဟုတ်ချေထောင်ကြပါပြီဆိုကြတဲ့ကအပြင်လောကနဲ့အဆက်ပြတ်နေကြသည်ဖြစ်ရာအပြင်လောကအခြေအနေကို သူတို့သိသည့်ထက်ကျွန်တော်တို့ကပို၍မသိနိုင် အပြင်အခြေအနေကိုမသိဘဲလမ်းခီးစဉ်ကို အတိအကျပြင်ဆင်ထားရမှာလည်းမဖြစ်နိုင်ကျွန်တော်တို့မှာမီးစိမ်ကြီး၍ကကြရပင်ပြီအတွေးလောကအုံနိုင်ရန်လေးဘက်ကြားမှာပင်လွတ်မြောက်အောင်ထွက်နိုင်ပါကအပြည့်ကျေလာသောအပြင်လောကတွင်ကြီးစရာခိုစရာတွေ့ရန်ပုံမလွယ်ကူရာဤဟုသောယုံကြည်ချက်နှင့်ပြေးကြရမည်ဖြစ်သည်ကျွန်တော်တို့မှာကြာကြာမဆိုင်လိုစီအားလျော်သောပုံညာ၌ပင်ကျွန်တော်ဤကတိချေရင်း နောက်ဖက်တကားပေါက်ကြီးမှတန်တိုင်တစ်ခုကိုဖြတ်ကြသည်ကျွန်တော်ကတန်တိုင်ဖြတ်၍ကိုတိုင်းမောင်နှင့်အောင်ချီကအိတ်ထောင်တစ်ဖက်စွန်းခတ်ကြကြစီမှကင်းဆောင်ကြသည်ဝါဒတယောက်ယောက်ရှောက်လာခြင်းတခြင်းဆိုသည်ကျွန်တော်ကကတိပေါ်တွင်ပြန်အိပ်၍စာဖတ်ခြင်းအောင်ဆောင်နေရသည်ဝါဒဤခြေစံပြောက်သွားမှဆက်၍လီရပြန်သည်လွှတ်ကြီးမှအစ်စက်ဆက်ဖြစ်၍ဖြတ်ရသည်ပါ လက်တွေစီကနေစီကနေနေအောင်အရသာတွေးလာသည်သို့တော်လည်းအတန်မထွက်အောင်ကြိတ်၍လှီးနေရသဖြင့်တကယ်တမ်းခရီးမတွေ့လောက်ပါအခြားအချင်းသားများအိတ်ချိန်တွေမှာထား၍လှီးရသဖြင့်စိတ်ငြိမ်နေသောကြောင့်အတန်မှာပုံရိပ်မြည်နေတကယ်သို့ထင်ရသည်အနောက်တောင်ဘက်မျှော်စင်မှမီးပေါက်မှာကျွန်တော်ဖြတ်နေသောနေရာသို့လာ၍ကက်တဲ့ကြီးထိုးထားသဖြင့်အုံနံရံအရေးမှခိုပြီးလှီးရသောကြောင့်လည်း ပို၍အခက်အခဲတွေ့နေပါသေးသည်ကျွန်တော်တို့ထင်မှန်းထားသည့်ထက်က ရားစွာပို၍လွယ်ကူပါသည်အနာရီခန့်ဖြတ်ပြီးသောအခါတန်တိုင်အောက်ခြေမှ၄ဘုံ၃ဘုံခန့်တန်တိုင်အထက်ခြေမှ၄ဘုံ၃ဘုံခန့်ပြတ်သွားပါသည်လက်နှင့်တအားဆွဲ၍နှဲ့လိုက်လျှင်ကျိုးရစ်ပါလာအောင်အထက်အရင်းနာမှလွှချက်ကိုပြက်လူတဲတဲထီအောင် ထားလိုက်ပြီးနောက်စီကျင်းနှင့်ပြာကုန်နေ၍ အုပ်လိမ့်ထားလိုက်ပါသည်ဖူစီဂျေးပေါ်သို့ရေမုံထပ်ပတ်ထားလိုက်သောအခါတွင်သာတေချာစွာကြိမသာလျှင်မြင်နိုင်သောအခြေအနေသို့ရောက်သွားပါသည်မိသူမျှလည်းဤတန်တိုင်းကိုလာကြည့်ပြီးမဟုတ်ကြောင်းကျွန်တော်တို့ကလည်းစိတ်ချယုံကြည်ပြီးဖြစ်သည်ပြည်ရန်ကအသိဖြစ်နေပေပြီကျွန်တော်တို့ဖို့အသက်ဆံပြပြုလို့ရမည်အရေးကဤကလာကြည့်ပြီ၃ရောက်သားမှာတွေးလိုက်တိုင်း သွေးပေါင်ပင်ခတ်လျက်ရင်တဆွတ်ဆွတ်ဖြစ်နေကြပြီကျွန်တော်တို့အိတ်ထောင်တွင်မှရဲဘော်အကျဉ်းသားအားလုံးမှာကျွန်တော်တို့သုံးယောက်ကိုဖြတ်၍မရတော့ပြီဖြစ်ကြောင်းလဲသိကြသည်ကျွန်တော်တို့လွတ်မြောက်သွားလျင်သူတို့အတွက်တစ်ဖက်ဖက်မှပြန်လဲကူညီနိုင်ကောင်း၏ဟုလည်းမျှော်လင့်ကြသည်တချို့ကလည်းကျွန်တော်တို့ထောင်ပေါက်သွားသည့်အတွက်ကြံရစ်သူများအနေကျကြတော့မည်ကိုတွေး၍ပူပင်ကြသည် ကျွန်တော်ဤချေရင်မှတန်တိုင်ကိုဖြတ်၍ထွက်မည်ဖြစ်ရာကတိနာနေခြင်းရဲဘော်တယောက်မှာနောင်အခါတွင် ရှုံရှုံချက်ချက်အမှုလာပတ်မည်ဆိုသဖြင့်ခဝဲဝဲသို့ကြောင်းပြေးလေတော်သည်1949ခုနှစ်အောက်တိုဘာလ24ရက်နေ့ဖြစ်ပေသည်ကျွန်တော်တို့၃ယောက်အတွက်ရန်တွင်စားသွားရန်ရိတ်ခါကိုငနက်တွင်ဝဲချမ်းပြေးစီးလေလူ၁၉ယောက်ရှိသည်ဖြစ်ရာ 8000တစ်ခုလုံးတွက်ဆုံပြီးကျွန်တော်တို့ကဈေးဝယ်သောထောင်ဝါဒတွင်ဒံပြားအချက်20နိုးစီ3လုံးဆေးပြေးလိတ်ထုံ2ထုံမိကျစ်2လုံးကိုမှားလိုက်ရသည်ဒံပြားထက်ပို၍တိတ်လျော်သောပေါင်မုတ်စားသည့်ရိတ်ခါမျိုးကို အတော်များများလုံလောက်စွာမှားလင်းလေဝါဒါကတန်စရာမရှိဝယ်ပေးမိပင်ဖြစ်တော်လဲငွေကြီးနှဲပါသောကြောင့်မမှားနိုင်တော့ချင်ကျွန်တော်တို့တွင်ဝေမရှိကြ ရန်တွေ၃ရက်လူ၃ယောက်ပေါင်းမှငွေ၁၄ချက်သာပါကြသည်ကျွန်တော်တို့၃ယောက်လွယ်အိတ်တစ်လုံးစီပြင်ကြရသည်ဒံပြောင်းပုတ်ကိုလည်း၃ယောက်ခွဲယူထားသည်လို့စီဘူးကိုလည်းတစ်လုံးစီဝေထားသည်ပစ္စည်းများခွဲထားကြခြင်းပါမတော်တဆရန်တွေတဆွန်ဆန်များပြေးကြလွှားကြရ၍တယောက်နှင့်တယောက်ကွဲသွားကြသောလူတိုင်း၌စားစရာပါသွားစေရန်ဖြစ်သည် သုံးယောက်စုံကြီးထပ်မံ၍ဂတိသစ္စာပြုကြပြန်သည်ကျွန်တော်တို့ဂတိသစ္စာကရန်တွင်အစုံတယောက်အားမိသွားခြင်းသောကျွန်တော်တို့ခရီးစဉ်ကိုသစ္စာမဖောက်စတဲ့တဆုံဆံပြားပြရတော်မူအရေးခင်မျိုးပေါ်လာလေတယောက်ကိုတယောက်ငဲ့မနေပဲကိုလူယုံ၍အစိုးရနယ်သို့အရောက်ပြေးကြရမည်အလုံးမှာတန်တန်ပါပါလူဆန်းလူစားရှိသူကြီးဖြစ်ခြင်းကြောင့် တယောက်တယောက်မငဲကြစဲလမ်းတွင်တင့်တယ်လို့ခီးသွားကြပြီဖြစ်၍သုံးဦးသဘောတူမှပြုလုပ်၏ထိုပြုမှုကြောင့်ရန်သူလက်သို့သုံးယောက်စလုံးရောက်ခဲ့သောတယောက်ကိုတယောက်ဤသည့်အပြစ်မှမတင်ကြပဲကြားသမျှသောတံကိုဝမ်းမြောက်စွာခံကြစံစသည့်အဖြစ်ဖြစ်ပါသည်ကြောင်မုံလဆန်၄ရက်နေ့လကလေးမှာတကယ်တမ်းမထွန်းလင်းနိုင်ပဲအနောက်ဖက်စီတွင် ဖြတ်ဖြောဖြောရှိနေသည်ကျွန်တော်တို့၏တည်ရေးရှင်ရေးကိုဆုံးဖြတ်တော်မူအချိန်ကနှီးကပ်လာနေပြီအိတ်ထောင်မပိမီနေဝေတရော၌ပင်ဒီအိတ်ထောင်မှာစင့်တုံးကြီးကိုလည်းဝါဒါများအလစ်တွင်တွားရောက်ဖြုတ်ထားခဲ့ကြပြီပါကြီးသစ်ချထားသောကျိုးကိုလည်းတောင်းယူပြီးအသိရှိနေသည်လွယ်အိတ်သုံးလုံးမှလည်းထောင်ဖောင်းမိအချိန်အတွက်စောင့်နေကြသည် 15မိနစ်တကြိမ်ခောက်လိုက်သောတန်ချောင်းတန်များမှာခါတိုင်းထပ်ပူ၍ကျေလောင်သည်ဟုထင်မှတ်မိပါသည်နံပါတ်1အိတ်ထောင်ကအားလုံးကောင်းပါသည်ခင်ဗျာနံပါတ်2အိတ်ထောင်ကအားလုံးကောင်းပါသည်ခင်ဗျာပူသောတာဝန်ကြရာအိတ်ထောင်တိုင်းမှာဝါဒါတို့အော်တယ်မှာလဲပူ၍များလာတကယ်သို့ထင်ရသည်ဤအားလုံးကောင်းတည်သောဝါဒါများချားမှာ ကျွန်တော်တို့လွတ်မြောက်ရေးကြိုးပမ်းမှုသည်အောင်မြင်နိုင်ပါမည်လို့ကျွန်တော်တို့အဖို့မှာကထိတ်လန့်ရှင်ဖို့မိခြင်းထက်ဝမ်းနဲ့ကြည်ပွဲခြင်းကပိုမိုနေသည်အဖမ်းခံရပြီဆိုကြဲကအတူနေလာခဲ့ရသောတောင်တွင်းကြီးမှရဲဘော်ရဲဘက်များကိုခွဲရပြီးတော့မည်ဥကြော်စိန်ဥစောမောင်တခင်စိန်တွင် ဥအောင်ဖေစသောရဲဘော်ကြီးတို့နှင့် အတူနေခဲ့ရသည်မှာ ကြာပြီဖြစ်သည့်အတိုင်းကျွန်တော်တွင်များစွာတန်ရောစဉ်တွယ်မိနေပြီကျွန်တော်နှစ်သူတို့အားထာဝရစဉ်ခွဲလေမည်သောခိတမြသာခွဲလေမည်သောကျွန်တော်တို့ကိုထောင်ဆောင်ကင်းစီမှရဲဘော်များနေကြ၍ပြစ်ကြခတ်ကြလေထာဝရစဉ်ခွဲကြရတော့မည်ကျွန်တော်တို့ကလွတ်မြောက်သွားလျင်လေသူတို့တို့အားရဲဘော်ဖြူတပေါင်းစုတို့ကအိဆာတုံးပြစ်ကောင်းပြစ်ပေလိမ့်မည် အင်မတန်ကြီးကံကောင်းလှမှဤသူများကိုပြန်၍တွေ့နိုင်ပေတော့မည်။သူသဖြင့်တောင်တွင်ဥကြော်စင်ယခုတန့်ရှင်ဖဆာပလာကျွန်တော်အပေါ်တန်ရောစင်ကြီးလာသည်။ကျွန်တော်ကညီရင်းကဲ့သို့ချစ်ကြံလာသည်။အခြေခံအင်္ဂလိပ်စာကိုလည်းသူပင်ကိကထခံ၍သင်ကြားပေးခဲ့သည်။ကျွန်တော်၏ပညာရေးတိုးတက်မှုဘဝတိုးတက်မှုလမ်းကြိုးသို့ပို့ပေးခဲ့သောကျေးဇူးရှင် ဦးကျော်စိန်နေဖြစ်သည်သူနှင့်ခွဲရတော်မူကို တွေးမိလိုက်ကျွန်တော်မှာရှင်ထဲ၌စုပ်၍ငိုမိရင်မနေထင်ရသည်ဦးကျော်စိန်ကလည်းကျွန်တော်နှင့်မတွေ့အောင်ရှောင်သည်ခမင်းစားရ၌တစပွဲတည်းစားစုများဖြစ်၍မလွဲသာသောကြောင့်ဆုံရခဲ့ရလုံးချင်းမဆိုင်မိအောင်သူကားစီအမြဲတမ်းရှောင်သည်ပေးကြရတော်မူဟူသောအတိမှာကျွန်တော်တို့နှစ်ဦးလုံးတို့ ခြေကွဲဆုံးနေစရာဖြစ်နေကြသည်ဥကြောစိန်ကိုယ်တိုင်ကလိုက်ပါရန်လည်းမဖြစ်ချေကျဲမာရေမတောက်တင်လာသည်ဖြင့်အလဲငယ်ဝါလုံနေခြင်းသည်တေမင်းကိုလည်းရခေါ်စကဲသူဖြစ်ပေသည်တနော်စီနောက်ဆုံးမတက်တာတော့၍ညစိန်နိုင်ခန့်သူအိယာဝင်သောအခါသူ့ကိုသွားနှုတ်ဆက်သည်ကျွန်တော်တို့လူမြောက်ရင်ခမည်းတော်ကြံတဲ့လူတွေလူမြောက်ရင်တော့ အစိုးရစီကအကူအညီယူပြီးအစွမ်းကုန်စ조사ကြပါမယ်ဗျာသူကဘာမှပြန်မပြောကျွန်တော်လဲဘာကိုစက်ပြောရမှန်းမသိတော့နှစ်ယောက်သာနိုင်နေကြသည်ကျွန်တော်မျက်ရည်ကိုထိမရတော့ပဲဝိလာပါသည်ကြာရင်စိတ်လေးစရာစိတ်ညစ်စရာတွေဖြစ်လာမည်ကိုသိတော့ကြောင်းကျွန်တော်ကဆက်၍ဟဲ့ညစ်နေပြီအိပ်ပြီတော့ကျွန်တော်တို့ညနိုင်ပြန်တစ်ချက်လောက်မှာထွက်မယ် ်တော့အတန်ကိုထိမ့်ဝေပြောတော့လည်းမရပါဘူး။တုံရင်နေပါသည်။ဥကြောစင်ကအေးကွာတတိဝိရထားပြီးတွားကြပြီတော့တို့ကတော့နေ့စဉ်ဒီကနေပြီးမေတ္တာပို့ရုံပဲတက်နိုင်တော့မှာပဲတက်နိုင်တော့မှာပဲသူ့အတန်မှာတိတိတသာကြီးတုံနေသည်အနောက်တောင်ဘက်ကင်းစင်မှာထိုးထားသောမိမောင်းမှာကျွန်တော်တို့အိတ်ထောင်ပေါ်သို့တက်တဲကြီးကြာနေရ။ရံရံမပြန်ဟတ်တော့ အလင်းရောင်မှုံမှုံတွေသူ့ဤမျက်လုံးများမှမျက်ရည်စကိုကျွန်တော်မြင်လိုက်သည်ကျွန်တော်လည်းခက်မြန်မြန်ပြီးထလာခဲ့ရတော့သည်သူလည်းအိရာပေါ်မှာလှဲ၍ကြံရိပ်ခဲ့သည်အိပ်ပျော်တော့မီမဟုတ်ကြောင်းကိုကကျွန်တော်ကောင်းကောင်းကြီးသိလိုက်ပါသည်တခင်စိန်တွင်ကကျွန်တော်အိရာပေါ်သို့လာ၍တတုတ်မှကြားလေတော့သည်လမ်းတွင်ပြေးရင်မပြည့်ရွက်ဖက်သွားရတော့ ဂါထာတစ်ခုကိုနှုတ်တိုက်ချ၍သင်ပေးလိုက်သည်သူသဖြင့်ကတရားတရားကိုအမြဲတမ်းအာရုံပြုသွားရန်ကိုတဖွားဖွားမှားရှာသည်ကျွန်တော်နားထဲမှာယခုတိုင်မထွက်နိုင်သောသူစကားမှာယုံမြောက်မှာပဲလို့သာယုံကြည်ပြီးပြေးကြပြီလို့ကိုအောင်သိရင်ကျွန်တော်နေ့စဉ်ခမားလူအတွက်ဖျားမှာပန်းတည်ပြီးတလားတိတိမပြတ်စေပဲအောင်မြင်စေချောင်းဆုတောင်းလိုက်တယ်။အောင်ကြီးတစ်ခုလိုမှာငြိမ်သက်နေလေသည် အကျဉ်းသားရဲဘော်တို့လည်းအိပ်ရာဝင်ကြပြီအခြားသောအိတ်ထောင်များမှလည်းတချင်းတန် စကားပြောတန်များကိုမကြားရတော့ဘူးတစ်ချက်တစ်ချက်တွင်လမ်းလျှောက်နေသော ထောင်ချက်တို့၏ခြေတံနှင့်တံမှန်တလင်းပေါ်တွင်လုံးဆောင်သည့်အတန်တို့သာညီဟီးစွာကြားနေရသည်ဂျာဟုတော့ကင်းစင်မှမိမောင်းကြီးမှအားကောင်းလာသောဖြင့်ကျွန်တော်တို့အိတ်ထောင်တို့ထင်လင်းစွာထိုးထားပေသည် တဲ့နာရီထိုးတော့ကကျွန်တော်တို့၃ယောက်ပါအိတ်ထောင်တောင်ကြားတစ်ခုပဲနိုင်စုံမိကြသည်ဟိုတိုင်းပေါ်ကသူ့လွန်အိတ်ထဲမှာပလင်းတစ်ခုကို ထုတ်ယူပြီးနောက်အနားတွင်အသေးရှိသောတဖက်ရည်ဂျမ်ပကန်ကိုယူလိုက်သည်ကျွန်တော်ကလေးစားဖြစ်ခင်ဗျာဘယ်ချိန်ကဒီရက်ကိုရတာလဲညနေကဝါရာတယောက်ပတ်စံပေးပြီးအသွင်းခိုင်းခဲ့ရတာအေးရောဘယ်နဲ့တစ်ခွက်လောက်ချလိုက်ကျွန်တော်ကလည်း ဘာမှမပြောပဲယူရေးမောလိုက်သည်ရှင်တဲတွင်ပူကလေးဆင်းသွားသည်အောင်ချီကလည်းတခွက်မော့သည်သူတို့ကိုတခွက်ထပ်ပေးရာကျွန်တော်ကတော်ပြီဟုပြောလိုက်သည်ဦးရိုင်းဖြစ်သည့်အတိုင်းတရိပ်ရိပ်တက်လာသောကြောင့်လမ်းပင်လန့်သွားပါသည်အောင်ချီတစ်ခွက်ကျွန်တော်တစ်ခွက်တောက်၍အကြံကိုကိုတိုင်းပေါ်ကသူကြီးမောနေသည်ဖြင့်ကျွန်တော်ကလည်းထိပ်ပြီးတောက်ပြတော့ကြအမှုလို့နေ အိမ်ဆောင်ရှိပါဘူးငါရေချင်ငါသိပါတယ်အေးပါလေခမရတော့ရစ်စိတက်တဲ့ဝိထုဖြစ်စီဟုသည်၍အကုန်ကြိုက်တယ်ထိမ့်လက်ထိမ့်နိုင်တယ်ဟိုတိုင်းမောင်ကကြိတ်၍ရင်နေသည်သူကိစ္စပြီးသွားတော့ကကဲအစင်သိဖြစ်ပြီမဟုတ်လားကိုအောင်သိန်းကဖနဲ့ရလားရပြီဦးဆောင်မောင်စီကသွားပြီးယူရတာပေါ့လူတော်ရောက်လို့တရဏဂုံတင်ကြရအောင် တင်လဲကောင်းရမောင်ရရောက်အောင်ပေါ့ကွာကျွန်တော်ကအင်းအရတောက်ပြီးပါငါးဘာတီလာ ခံအောင်မယ်ပြောပါဟိုတိုင်းမောင်ကဟာအဲ့ဒါကြောင့်အရက်ကိုအရင်တောက်ထားတာပေါ့ကွာငါးဘာတီလာယူပြီးမှတောက်တီလာပြတ်မယ်မဟုတ်လားဟောအခုတောက်ပြီးမှယူထားတော့တီလာပေါက်တယ်မခေါ်တော့ဘူးပေါ့ကျွန်တော်မှသူ့စင်ကြီးကိုပြုံးနေရပါတော့ဒီကျွန်တော်တို့တောင်းရောက်တာ တရားရှိကိုနာဗတိလာခံပြီးသည်နောက်အတော်တဆကြိုးပမ်းမှုအတော်တွင်တည်သွားခဲ့သောကောင်းရမွန်ရဘဝစသည်အားဖြင့်ဂျာဘူးသည်မမေတရွေတို့ကိုစုံ၍အရှိလက်လက်တရဏဂုံတင်ကြပါသည်ဤတရဏဂုံဤကျေးဇူးကကြီးလှပါသည်ယူရင်းဆိုရင် ကျွန်တော်တို့ကိုကျွန်တော်တို့တည်ပြီးသောတည်အံ့စေလူများဟုထင်လာမိသည်ကျွန်တော်တို့အဖို့ဘာမှမတွေ့တာစရာမရှိတော့ ကြောက်စရာလည်းမရှိတော့ပဲဖြစ်လာတယ်ကျွန်တော်တို့အသက်မှာဘာမှမဟုတ်တော့ပဲမမောတွေ့တာဒီစိတ်လေးပျောက်သွားတယ်